ကဘာဘောက brand recognition အမြင့်ဆုံး global brand တုံးခု brand recognition ဆိုတာက brand ရဲ့နာမည်ကိုမပြောပြဘဲနဲ့ brand ရဲ့အကြောင်းကိုပြောပြယုံနဲ့လူတွေသိနိုင်မြင်နိုင်လူသိများလူကြိုက်များတဲ့ brand ကိုခေါ်တာပါ2024ခုနှစ်အတွင်းစတန်များအရာကဘာဘောမှာ brand recognition အမြင့်ဆုံး brand တုံးခုရှိပါတယ်အဲ့ဒီ brand တုံးခုကဘာဖြစ်မလဲဆိုတာဒီဗီဒီယိုလေးရဲ့မှာဆက်ပြီးရကြည့်လိုက်ရအောင်နံပါတ်1အဘယ်2024ခုနှစ်အတွင်းလူသိအများဆုံး brand recognition အမြင့်ဆုံးနံပါတ် နေရာမှာတော့ Apple ရနေရာယူထားပါတယ်။ဒီဝင်ထူးခြားတဲ့ design အသုံးပြုရလွယ်ကူတဲ့ interface နဲ့အရေးအတွင်းမြင့် product တွေကြောင့်ကမ္ဘာတဝန်းမှာလူသိအများဆုံး brand တစ်ခုဖြစ်နေခြင်းပဲဖြစ်ပါတယ်။နံပါတ်1 Google brand recognition အမြင့်ဆုံးဒုတိယနေရာမှာရှိနေတာကတော့ Google ပဲဖြစ်ပါတယ်။ Google ကဆိုရင်သူ့ရဲ့ search engine optimization Gmail, Google Maps, YouTube စတဲ့ဝန်ဆောင်မှုတွေကလူတိုင်းရဲ့နေစဉ်ဘဝမှာအရေးပါတဲ့အခန်းကဏ္ဍအပါအဝင်နေပါတယ်။ဒါကြောင့်ဒီကမ္ဘာလုံးအတိုင်းအတာနဲ့ဒုတိယနေရာမှာရှိနေတာ ပဲဖြစ်ပါတယ်။နံပါတ်3 Coca-Cola 2024ခုနှစ်အတွင်း Brand Recognition အမြင့်ဆုံးတတိယနေရာမှာရှိနေတာကတော့ကလေးလူကြီးတိုင်းသိကြတဲ့ Coca-Cola ပဲဖြစ်ပါတယ်။သူ့ရဲ့ထူးခြားတဲ့အနီရောင်နဲ့အပြူရောင်ထူးခြားတဲ့ Berlin Design အရသာတွေကြောင့်ကမ္ဘာတဝန်းလူသိများနေတာပဲဖြစ်ပါတယ်။ အခုပေါ်ပြပေးခဲ့တာကတော့ကမ္ဘာပေါ်မှာလူသိအများဆုံး brand recognition အမြင့်ဆုံး global brand သုံးခုပဲဖြစ်ပါတယ်။နောက်ပြီးဒီမှာလည်းဘလို့အကြောင်းအရာမျိုးလေးတွေပေါ်ပြပေးမလဲဆိုတာဆက်လက်ပြီးတော့ကြည့်ရှုပေးပါဦး။အားလုံးကိုကျေးဇူးတင်ပါတယ်။